မင်္ဂလာပါရှင်တနင်္လာရီသတင်းအစီအစဉ်ကနေကြိုဆိုလိုက်ပါရစေဒီအစီအစဉ်ကိုဒိုဝဲဝက်အဖွဲ့သားတွေကအစီအစဉ်တင်ဆက်ထားတာပါဒီနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ဒိုဝဲပညာရေးအင်စတီကျူဆရာဆရာမတွေခေါ်မဲ့အကြောင်းတနင်္လာရီကရန်ဖို့ရွာမှာစစ်ကောင်စီရင်တန်းကိုတော်လန်ရေးတက်ကနှစ်ကြိမ်တိုက်ခိုက်တဲ့အခြေအနေစစ်ကောင်စီတပ်ဖန်ထားတဲ့ရေဖြူဒေသခံလေးဦးပြန်လွတ်တဲ့သတင်းရေးမှာအမျိုးသားတအုပ်တနက်နဲ့ပြစ်ခတ်ခံရပြီးသိဆုံးတဲ့အကြောင်း ထိုင်းမှာမြန်မာ180ဦးအလောက်ကနေရုတ်တရက်ရင်နာခံလိုက်ရလို့အခက်ခဲဖြစ်နေတဲ့အခြေအနေစတဲ့တည်င်းတွေကိုနားဆင်ရမှာပါရှင်ဒဝေခရိုင်မှာပြည်သူ့အခြေပြုပညာရေးလုပ်ငန်းတွေဆောင်ရွက်နေတဲ့ဒဝေပညာရေး Institute ကဒေတာတွင်းပညာရေးလုပ်ငန်းတွေမှာကုညီဆောင်ရွက်နိုင်ဖို့ဆရာဆရာမနဲ့စေတနာဝန်ထမ်းတွေခေါ်ယူมาဖြစ်တယ်လို့သိရပါဗျာတည်င်းအပြည့်အစုံကိုဒဝေဝရှိုင်းဒေါ်တာတူကပြောပြပေးသွားမှာပါရှင် ဒဝဲခရိုင်မှာပြည်သူအခြေပြုပညာရေးလုပ်ငန်းတွေဆောင်ရွက်နေတဲ့ဒဝဲပညာရေး SDG ထပ်ပွားရေး Education SDG DI ကဒေသတွင်းပညာရေးလုပ်ငန်းတွေမှာကူညီဆောင်ရွက်နိုင်ဖို့ဆရာဆရာမနဲ့စီဒနာဝတ်ထမ်းတွေခေါ်ယူมาဖြစ်တယ်လို့သိရပါတယ်။ဆရာတတ်တင်ပညာတက်မြောက်ထားပြီးဖြစ်တဲ့ CDM ပညာရေးဝတ်ထမ်းတွေနဲ့ပညာရေးကိုစိတ်ပါဝင်စားပြီးကူညီလိုသူတွေဘယ်သူမှမစိုးခေါ်ယူมาဖြစ်တယ်လို့ DI ရဲ့အဖွဲ့ဝင်ဆရာအကြောင်းကပြောပါတယ်။ စိတ်ပါဝင်စားလို့ဆက်သွယ်ခြင်းရင် TIE email လိပ်စာနဲ့လူမှုကော်ရဲ့အစာမျက်နှာတွေကနေတဆက်ဓာတ်ရိုက်ဆက်သွယ်နိုင်တယ်လို့ဆိုပါရယ်။ TIE ဟာ2024ခုနှစ်ဇော်လမှာစတင်ဖွဲ့စည်းခဲ့ပြီးဒေတာတွင်ပြည်သူအခြေပြုပညာရေးလုပ်ငန်းတွေအနေနဲ့ဖွက်လက်ချိတ်ဆက်ထားတဲ့မြေပြင်ကျောင်းကားကြောင်းကိုလည်းတင်ကြားရေးကူညီတွေပတ်ပိုးနေတယ်လို့ TIC ကတီးရပါရယ်။ DEI အနေနဲ့အခြေခံပညာရေးနဲ့အစက်မြစ်ပညာရေးလုပ်ငန်းတွေကိုပြပတက္ကသိုလ်တစ်ခုပြည်တွင်းပညာရေးအဖွဲ့အစည်း6ဖွဲ့လုံးနဲ့ချိတ်ဆက်ထားပြီးဒဝိုင်ခရိုင်တွင်းပေါ်ဆောင်နေတဲ့အပြင်အသက်မွေးဝမ်းကြောင်းပညာရေးနဲ့သူတ္တနာပညာရေးလုပ်ငန်းတွေတိုးချဲ့လက်ပတ်နိုင်ဖို့အတွက်လည်းစူးစမ်းနေတယ်လို့ဆရာကျောင်းကပြောပါတယ်ဒဝဲခရိုင်အတွင်း TI ကကုညီဆောင်ရွက်တဲ့အကြောင်းအားလုံးမှာအခမဲ့ပညာရေးပြေပေါ်ဆောင်နေပြီးအကြောင်းတွေကိုပြည်သူလူထုပတ်ပိုးကုညီမှုနဲ့လက်ပတ်နေတယ်လို့ဆိုပါရတယ်။ အဲ့ဒီလိုမြေပြင်ပညာရေးဖော်ဆောင်ရမှာ water in အခက်ခဲအပြင်စစ်ကောက်စီရဲ့လေချောင်းအန်ဒီရဲ့ကောက်ဝဲကြီးအင်တာနက်အခက်ခဲနဲ့ဗန္ဒာရေးလိုအပ်ချက်စတဲ့အခက်ခဲတွေလည်းကြုံတွေ့နေရတယ်လို့ DIC ကတရားပါတယ်တနင်္လာရီမျိုးနဲ့ဘလမုတ်ကြီးရွာနာမှာရှိတဲ့ရန်ဖို့ရွာမှာစစ်ကောင်စီရင်တန်းကိုတော်လှန်ရေးတပ်တွေကတရက်ထဲနှစ်ကြိမ်ပြစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ဇွန်လ24ရက်နေ့မိုးလဲ2နာရီလောက်မှာမြေမျိုးဖက်ကနေတနင်္သာရီဖက်ကိုစစ်ကောင်စီတပ်သားအင်အားအပြည့်တက်လာတဲ့မော်တော်ယာဉ်တစ်စင်းကိုရန်ဖို့ရွာနာမှာမိုင်းဆွဲပြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးမိနစ်အနည်းငယ်အပြန်အလှန်ပစ်ခတ်မှုဖြစ်တယ်လို့မြေပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်။ ညနေ3:00နာရီဝန်းကျင်မှာလဲတနင်္သာရီမြို့အခြေဆိုင် စစ်ကောင်စီရဲ့အမှတ်959ချီမြတက်ရင်ကနေမြို့မြို့ဘက်ကိုပြန်လာတဲ့မော်တော်ယာဉ်6စီးပါရင်တန်းကိုရမ်းဖို့ရွာမှာတော်လိုင်းတပ်ဖွဲ့တွေကစောက်ကြိုတိုက်ခိုက်ခဲ့တယ်လို့တော်လိုင်းတပ်ဖွဲ့ဝင်တချို့ကပြောပါတယ်။အဲ့ဒီရှင်တန်းမြို့ဘက်ကိုမသွားခင်စစ်ကောင်စီရဲ့အမှတ်306အမြောက်တပ်ကရမ်းဖို့ရွာဘက်ကို120မမလက်နက်ကြီးလေးလုံးပြတ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။တိုက်ခိုက်မှုနှစ်ကြိမ်အတွင်းစစ်ကောင်စီဘက်က ထိခိုက်သိမ်းဆုံးမှုအခြေအနေကိုတော့မသိရသေးပါဘူး။ တော်လန်ကြီးတပ်ဖက်ကတော့ထိခိုက်မှုရှိခဲ့ဘူးလို့ဆိုပါတယ်။တိုက်ခိုက်မှုကိုတနင်္လာရီပေါကဖာဆုံသုံးဘူခရင်တပ်ဖွဲ့မြေပြည်သူကောက်ွယ်ရေးအဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ဇွန်လအတွင်းစစ်ကောင်စီတပ်ကတိန်ခွန်ရွာကိုအင်အားဖြစ်တင်ပြီးစစ်ရေးပြင်ဆင်နေတဲ့အတွက်တနင်္လာရီမျိုးနယ်ထက်ကပြည်တော်စုလမ်းတစ်လျှောက်မှာတိုက်ပွဲတွေခက်စစ်စိတ်ဖြစ်ပွားနေပါဗျ။ရေဖြူမျိုးနယ်ဒဝဲအထူးစစ်ပွားရေးဆောင်တဲ့ကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်က၃ရက်ကြာဖမ်းဆီးထားတဲ့ဒေသခံလေးဦးပြန်လည်လွတ်မြောက်လာတယ်လို့ဒေသခံတွေစီကသိရပါဗျ။ တည်ရင်ပြေဆောင်ကိုဒိုဝဲဝရှိုင်းဒေါ်သားတို့ကပြောပြပေးသွားမှာပါရှင်။ရေမီမင်းနဲ့ဒိုဝဲထိုးစီဝါရေးဆိုထဲကိုစစ်ကြောင်ထိုးလာတဲ့စကောင်းစီတက၃ရက်ကြာဖမ်းဆီးထားတဲ့ဒေသခံလေးကိုပြန်လည်လွတ်မြောက်လာတယ်လို့ဒေသခံတွေစီကတီးရပါပဲ။စကောင်းစီတက်စစ်ကြောင်ဟာဂျော်လာ23ရက်နေ့မနေ့ပိုင်းမှာရလရွာကိုရှောက်ရှိချေဒေသခံမျိုးသား၃နဲ့အမျိုးသမီး၃တို့ကိုဖမ်းဆီးခဲ့တာပါ။ ဖန်စီပြီးတိုးရမြောက်ဖြစ်တဲ့ဒီနေ့ဂျွန်လ25ရက်မနေ့ပိုင်းမှာစစ်ကောင်စီတပ်ကပြန်လှုပ်ခဲ့တယ်လို့ဒေသခံမျိုးသားတို့ကပြောပါတယ်။အေးစေချောင်းဟာဂျွန်လ26ရက်ကစလို့လောင်မျိုးနယ်စခန်းကြီးရွာကနေတစဉ်တရားဝင်တရားထွက်ပုံစံနဲ့စစ်ကြောင်းထိုးနေတာပါ။စစ်ကြောင်းထိုးလာတဲ့နေ့ကစပြီးဒီနေ့ဂျွန်လ25ရက်နေ့အထိရတရပတပကျော်ကာလအတွင်းတော်လိုင်းတပ်ဖွဲ့တွေနဲ့ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာမရှိဘူးလို့ ဒေတာခံတွေကဆိုပါတယ်။ဒါပေမဲ့မိုတဲ့ထန်စွာရွာနှောင်းတာနဲ့ရာသီဥတုဆိုပြတဲ့အခြေအနေတွေကြောင့်အဲ့ဒီစိတ်ကြောင့်မှပါတဲ့စကောင်းစီတတာချိုဟာလန်ကီးမှာဖြာနာတာဝမ်ပြဝမ်ရှော်တာတွေဖြစ်ခဲ့တယ်လို့စုံစမ်းသိရပါတယ်။ဒါပြင်ဒီနေ့မနေ့ပိုင်းမှာအင်အား200နီးပါးရှိအဲ့ဒီစကောင်းစီစိတ်ကြောင့်ရဲ့တတာ80လောက်က ရေဖြူမြုပ်ဖက်ကိုပြန်လဲထွက်ခွာသွားပြီးအင်အားတရာကျော်ကတော့ တို့ရဲ့ထူစီပွားရေးဆိုအတွင်းရှိရင်းနဲ့စိတ်ကံစီမံကိန်းဧရိယာကိုဝင်ရောက်သွားတယ်လို့ဒေသခံတွေကပြောပါတယ်မွန်ပြည်နယ်ရေးမြို့နယ်စံပြကြေးရွာမှာဒီကနေ့မနက်ပိုင်းကအမျိုးသားတအူတနက်နဲ့ပြစ်ခတ်ခံရပြီးသေဆုံးသွားပါတယ်။ဒီကနေ့မနက်9နာရီခွဲလောက်ကစံပြကြေးရွာနယ်အသက်64နှစ်အရွယ်အမျိုးသားတအူနေအိမ်မှာရှိနေချိန်အမိမသိတနက်သမားနှစ်ဦးကဆိုင်ကနဲ့လာပြစ်ခတ်တာလို့ဒေသခံတွေကပြောပါတယ်။ ဥကောင်းနဲ့ရင်ဘတ်မှာကြည်ထိမှန်တန်ရာရီနဲ့အခင်းဖြစ်တဲ့နေရာမှာတင်သိမ်းဆုံးခဲ့တာပါပြစ်သက်ခံရတဲ့အမျိုးသားဟာဒေတာထွက်အသေးနံတွေကိုအယောင်းဝယ်လုံနေသူဖြစ်ပြီးဘာအကြောင်းအရင်းကြောင့်ပြစ်ခတ်ခံရတယ်ဆိုတာကိုတော့မသိရသေးဘူးလို့ဆိုပါတယ်ပြသက်ခံရတဲ့အမျိုးသားရဲ့ရုပ်အလောင်းကိုလူမှုကွန်ရီကဲဆယ်ရေးအဖွဲ့ရဲ့အကူအညီနဲ့လမိုင်းဆေးရုံရင်ခွဲရုံစီပို့ဆောင်ပေးခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျ။ အဲ့ဒီအမျိုးသားပြစ်ဒဏ်ခံရပြီးတဲ့နောက်စစ်ကောင်စီတပ်ကကြေးရွာအတွင်းလုံခြုံရေးတင်းကျပ်ထားပြီးတနက်သမားကိုပိုက်စိတ်တိုက်ရှောက်ဖွေနေတယ်လို့ဒေသခံတွေကဆိုပါတယ်ထိုင်းနိုင်ငံအရှေ့ပိုင်းချချင်းဆောင်ခရိုင်မှာရှိတဲ့မိချိုအဟောင်းစက်ယုံကမြန်မာအလုသမား180ဦးအလုကနေရုတ်တရက်ရနာခံလိုက်ရတဲ့အတွက်အခက်အခဲဖြစ်နေတယ်လို့အလုသမားတွေကိုကူညီဆောင်ရွက်ပေးနေတဲ့မြန်မာအလုသမားကူညီဆောက်ရှောက်ရေးအဖွဲ့ WAGC ကသိရပါဗျ။တည်င်းအပြည့်အစုံကိုဒေါ်ဝါရှရိုင်းဒေါ်တာတို့ကပြောပြပေးသွားမှာပါရှင်။ ်ထဲနေကန်ရှိဖျားချချင်းဆောင် KIC မီယိုဟောင်ဆေယိုကမြန်မာလူ့သမား180ဦးအလောက်ကနေရုတ်တရက်ဇနာခံလိုက်ရတဲ့အတွေ့အခက်အခဲဖြစ်နေတယ်လို့လူ့သမားတွေကိုကူညီဆောင်ရွက်ပေးနေတယ်မြန်မာလူ့သမားကူညီဆောင်ရှောင်ရေးအဖွဲ့ WAGC ကတည်ရပါတယ်လာမယ့်ဂျွန်လ28ရက်နေ့မှာစိတ်ဥပေးသေးတော့မယ်ဆိုပြီးအလုပ်သမားတွေကိုဂျွန်လ15ရက်နေ့ကစလို့ အလုရှင်ဖက်ကရုပ်တဲ့လုံရနာလိုက်တာပါအလုရနာခံရချိန်မှာအလုသမားတွေဟာလှဝါခါဆေးစာရဖို့ရှိနေတဲ့ပြင်အလုလုခွင့်လက်မှန်ပန်းရောက်ကအသိနဲ့ဝါပါမင်းပီဇာတက်တန်းတိုကိစာတွေကိုစိတ်ယုံနဲ့တူပြုလုပ်ထားပြီးကိုကြစီကိုလည်းစိတ်ယုံကိုပေးသွင်းထားပြီးဖြစ်တယ်လို့အဖွဲ့တာဝန်ခံ ကိုမှုတိုင်းကပြောပါတယ် စိတ်ဥဖက်ကအလုံသမားတွေကိုကြိုတင်အကြောင်းကြားတာနိနာချေပေးတာမရှိတဲ့အပြင်လက်ကျန်သဝါခါတွေကို မထုတ်ပေးတဲ့အတွဲစောင်းဝိနေရေးအခက်အခဲတွေဖြစ်နေကြတယ်လို့ကိုမုတ်တန်းကပြောပါတယ်။ထက်ရောက်အလုံသမားတွေအလုတ်ကရန်နာခံရရင်လုတ်တဲ့အလိုက်နိနာချေကိုစိတ်ဥဖက်ကတောင်းဝင်ယူပေးရမယ်လို့ဦးရေရပြတ်ထန်းထားပါတယ်။ဒါကြောင့် WAG အဖွဲ့ဟာလုံသမားတွေနဲ့ပူးပေါင်းပြီး နေမီကန်အလုတ်သမားကာကွယ်စောင့်ရှောက်ရေးယိုဆာဝါရီကန်စီဒီနေ့ဂျွန်လ25ရက်နေ့မှာတွားရောက်တိုက်ကြားထားပြီးညှိနှိုင်းနေစေဖြစ်တယ်လို့ WAGC ကသိရပါဗျာ။ ထိုင်ရောက်မြန်မာအလို့သမားတွေအလို့ထုတ်ခံရတာလုံဝါခမရတာစာရွက်စာတမ်းတွေသိသိခံရတာစားတဲ့အလို့သမားအခွင့်အရေးတွေချိုးဖောက်ခံရရင်နိစရာမြန်မာအလို့သမားအဖွဲ့တွေစီအကူအညီတောင်းခံဖြစ်ရှင်းတင်လို့ WAG အဖွဲ့ကတိုက်တွန်းထားပါတယ်ခုလိုတနင်္လာရီသတင်းအစီအစဉ်ကိုနားဆင်ပေးခဲ့တဲ့အတွက်အထူးကျေးဇူးတင်ရှိပါရရှင်။ မြန်မာနိုင်ငံသားများခက်ဖေးပေါင်းကနေအမြန်ဆုံးလွတ်မြောက်ပါစေလို့ဒိုဝဲဝက်ရှိုင်းတော်သားတွေကဆုမွန်ကောင်းတောင်းအပ်ပါရဲ့ရှင်။